ချောကလက်စားရင်နှလုံးကျန်းမာစေတဲ့ရုံမိုးခတ်နေမလားပဲနော်တကယ်တော့ဟုတ်ပါတယ်ချောကလက်ဟာပုံမှန်စားသုံးပေးမယ်ဆိုရင်တော့နှလုံးကိုကျန်းမာစေတဲ့အစအစတစ်မျိုးပါပဲချိုမြင်ပြီးတော့အရသာရှိအောင်ရတာမကပဲနဲ့ကျန်းမာရေးကိုပါအထောက်အကူပြုနေတဲ့အစအစလေးပါဒီတော့ဘယ်လိုမျိုးအကျိုးပြုသလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်ကဖိန်းထဲပါဝင်တဲ့ချောကလက်ကနှလုံးကိုထိခိုက်စေနိုင်တာမဟုတ်ဘူးလားလို့တချို့ကပြန်မေးခြင်းမိကြပါလိမ့်မယ် ချောကလတ်မှာကဖိန်းဓာတ်ပါဝင်တာမှန်ပေမဲ့ပမာဏအနည်းငယ်သေးပါဝင်တဲ့အတွက်ကြောင့်မို့လို့နှလုံးကိုမထိခိုက်စေနိုင်ပါဘူး။အခုဆိုလို့ရှိရင်ချောကလတ်စားတာကနှလုံးကိုဘလို့အကျိုးပြုတယ်ဆိုတာကိုသိပ္ပံနည်းကြဖော်ထုတ်လာကြပြီပဲဖြစ်ပါတယ်။တက်ကဆက်ပြည်နယ်ဟူစတန်မြို့အခြေဆိုင်ဘေလာစေးပညာကောလိပ်ကလေ့လာချက်အရဆိုလို့ရှိရင်တော့တစ်ပတ်ကိုအနည်းဆုံးတစ်ကြိမ်ချောကလတ်စားပေးတာဟာနှလုံးသွေးကြောတွေကိုပိုပြီးတော့ကျန်းမာတက်ဆွမ်းစေရလို့ဆိုလာပါတယ်။နှလုံးသွေးကြောတွေကျန်းမာလာတဲ့အတွက်ကြောင့်မို့လို့နှလုံးရောဂါဖြစ်နိုင် င်ကြီးကိုလည်းရွှတ်ချပေးနိုင်ပါပါတယ်နော်။ coronary artery လို့ခေါ်တဲ့နှလုံးသွေးကြောတွေဟာနှလုံးဆီကိုသွေးလည်ပတ်စီးဆင်းမှုကောင်းမွန်စေဖို့အရေးပါတဲ့အရာတွေဖြစ်ကြပါတယ်။ဒီသွေးကြောတွေကျန်မာရင်နှလုံးကျန်မာဖို့ရာဂိုင်နှုန်းများတယ်ဆိုပါတော့နှလုံးသွေးကြောနဲ့ချိုကလက်စားသုံးမှုတွေရဲ့ဆက်ဆက်မှုအကြောင်းဒီလိလာချက်ကိုဆယ်စုနှစ်၅ခုကြာလေ့လာခဲ့ကြတာပဲဖြစ်ပါတယ်။သူ့စေတနာ၅ချိန်ပြုလုပ်ခဲ့ပြီးတော့လူပေါင်း၃သိန်း၃000ကျော်ကိုလေ့လာဆန်းစစ်ခဲ့ရတာပါ။ တပတ်ကိုချောကလက်တစ်ထောက်အနည်းဆုံးစားတဲ့သူတွေကမစားတဲ့သူတွေထက်နှလုံးရောဂါဖြစ်နိုင်ကြီ 39ရာခိုင်နှုန်းနည်းပါတာကိုတွေ့ခဲ့ရပါတယ်။ချောကလက်မှာပါဝင်တဲ့ flavor night, methicillin တင် polyphenol နဲ့ cyanide acid တို့လိုမျိုးအာဟာရဓာတ်တွေကနှလုံးထိခိုက်မှုကိုရောကြစေပြီးတော့ခန္ဓာကိုယ်ကိုအကျိုးဖြစ်လွန်စေတဲ့ cholesterol တွေကိုတိုးပါစေနိုင်ပါတယ်။ European Journal of Preventive Cardiology မှာဖော်ပြခဲ့တဲ့ဒီသုတေသနရလက်မှာကတော့ဘလို့ချောကလက်အမျိုးအစားကိုစားသင့်တယ်ဆိုတာနဲ့ဘလောက်ပမာဏစားသင့်တယ်ဆိုတာကိုတော့ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။လေ့လာချက်မှာပါဝင်ခဲ့တဲ့ပညာရှင် ေကတော့အလွန်အကျွံ73နာမျိုးမလုံးသင့်ဘူးလို့ကြိုတင်သတိပေးထားပါဗျ။တန်ဆေးလွန်ပေးမှုပါ ချောကလတ်ဟာကျန်းမာရေးကိုအထောက်အကူဖြစ်စေပေမဲ့ပါဝင်ပစ္စည်းတွေဖြစ်ကြတဲ့ကယ်လိုရီ၊တကြားနဲ့နှိုးတွေကိုတော့သတိထားရမယ်လို့ဆိုထားတာပါ။ဒီပစ္စည်းတွေကဆီချိုဖြစ်အောင်တွန်းအားပေးနေတာကြောင့်ပဲဖြစ်ပါတယ်။ပြောချင်တာကချောကလတ်တောက်ထဲမှာကိုကိုမှုပမာဏပိုများများပါပြီးတော့တကြားတွေကယ်လိုရီနည်းလေလေကိုယ့်ရဲ့ကျန်းမာရေးအတွက်ပိုကောင်းလေလေပါပဲလို့ဆိုတာပါ။နောက်ပြီးတော့ချောကလတ်ကနှလုံးနဲ့မကပါဘူး။တန်နင်းဓာတ်ပစ္စည်းပါဝင်တဲ့အတွက်ကြောင့်မို့လို့သွားအခေါင်းပေါ်တွေမဖြစ်အောင်လို့ဒါစီပေးတာ။သွေးရင်းကိုလည်းဆိုတော့ မာဏကိုလျှော့ချပေးတာအိုမင်းညွန့်ယော်မှုနဲ့ဆဲပြက်စည်းစေတဲ့ဓာတ်တွေကိုရှင်းလင်းပေးတဲ့တရိုးစဉ်ပစ္စည်းတွေကြွေးဝါတာငယ်ရွယ်နှုတ်ပြခြင်းကိုအားပေးတာလေးဖြတ်တာသွေးရင်းအစီများတာနဲ့အယိုးစီအောင်ရနိုင်ခြင်းမှုတွေကိုလျှော့ချပေးတာ New Year Protective Function လို့ခေါ်တဲ့အုံနောက်ဆောင်ဆိုင်ရေးတိုးတက်စေတာစိတ်ပြည့်စုံမှုရောကြစေပြီးတော့နာကျင်ခဲ့ခဲမှုတွေတက်တာစေတာလိင်ဆွမ်းဆောင်ရေးကိုမြင့်တင်ပေးတာတွေလိုမျိုးအကျိုးကျေးဇူးတွေကိုလည်းပေးဆပ်နိုင်ပါသေးတယ်။ဒါကြောင့်ကျန်းမာရေးကောင်းမွန်ပြီးတော့အရသာရှိတာလေးတွေကိုရွေးချယ်မိပွဲကျင်နေဆိုရင်တော့ chocolate ကိုအရင်ဆုံးစဉ်းစားသင့်ပါရဲ့နော်။တခုပဲ chocolate အစစ်ကိုရွေးစားဖို့တော့လိုတာပေါ့နော်။အခုလောက်ဆိုရင် chocolate ကနှလုံးကိုဘယ်လိုအကျိုးပြုလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။